အပြစ်မှာတကယ်ရှိတယ်ဒဏ္ဍာရီလာတတ္တဝါများနံပါတ်1 dragon dragon ဆိုပေမဲ့ဓာမျိုးနဂါတွေဓာမျိုးနဂါတွေဓာမျိုးနဂါတွေလုံးဝမဟုတ်ပါဘူးဒီ dragon ကတော့တိတ်မကြခင်ကပဲမျိုးသုံးစားပြုနေပြီဖြစ်တဲ့အိယာမဖွတ်ကြီးတွေကိုပြောတာဖြစ်ပါလငယ်နဲ့နေပေါင်း၄သိန်းလောက်ခရေကကဘာပေါ်မှာဆရှိခဲ့ကြပြီးတော့အလေးချိန်ပေါင်1000ကျော်ကနေ4000ကျော်လောက်ထိရှိတတ်ပါတယ် Dragon လို့ခေါ်ရတဲ့အကြောင်းကတော့သူ့ရဲ့အင်္ဂလိပ်နာမည်ကက Komodo Dragon ဖြစ်နေလို့ပါ Dragon ဆိုပေမဲ့ငကားမျိုးနွယ်တော့မဟုတ်ဘဲနဲ့တကယ်တမ်းမှာတော့ဖွတ်မျိုးနွယ်ဖြစ်ပါတယ် တာမန်ဖုတ်ထိုက်တဲ့ပိုကြီးတယ်ဖုတ်အကြီးစားကြီးတွေဖြစ်ပြီးတော့သူထပ်ပိုကြီးတဲ့ဖုတ်ဆိုလို့အခုကြည့်နေတဲ့သူတွေပဲရှိပါဘူး။နံပါတ်1ယူနီကွန်ယူနီကွန်တွေကလည်းအပြင်းမတကယ်ရှိတယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့အပြင်းကယူနီကွန်ကတော့စိတ်ကူးတွေကလိုမျိုးဂျုံနဲ့မဟုတ်ပါဘူး။အခုလိုမျိုးမြင်းချမကြတမင်မကြကောင်ကြီးဖြစ်ပါတယ်။ဒီကောင်လေးကို African Unicorn လို့ခေါ်ပြီးတော့ Africa တိုက်အလဲပိုင်းနဲ့ကွန်ကွန်နိုင်ငံတွေမှာပဲကျဆတ်တက်ပါတယ် ပုံစံကမြင်းချားနဲ့တမင်ဆက်ကြထားတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့တစ်ကလေးအုံမျိုးစိတ်ဖြစ်ပါတယ်။ဒါကြောင့်ဒီယူနီကွန်းကတော့ပို့ပြီးအထကြသေးတယ်လို့ဆိုရမှာ။နံပါတ်3အမေဇုန်မျိုးနွယ်။အမေဇုန်မျိုးနွယ်တွေဆိုတာကတော့တခါတော့ကဂရိဒန်နိုင်မှာနာမည်ကြီးခဲ့ဘူးတဲ့အမျိုးသမီးစစ်သည်တွေကိုပြောတာဖြစ်ပါတယ်။အနည်းဆုံးပြောရရင်ရီစာဟောင်းဖြစ်တဲ့ဝန်နာဝူမန်းကလည်းဒီဒန်နိုင်ကိုအခြေခံပြီးဖန်တီးထားတာပါ။ ဒါပေမဲ့ဒီအမေဇုန်လူမျိုးတွေကသနာကြီးတသက်မဟုတ်ပင်နဲ့တစ်ချိန်တုန်းကတကယ်ရှိခဲ့ဘူးတယ်လို့ဆိုကြပါတယ်။အကြောင်းကတော့ရွေးရှားနယ်မြေအများစုမှာအမေဇုန်လူမျိုးတွေလို့ယူဆရတဲ့အမျိုးသမီးစစ်သည်တွေရဲ့အုပ်ဂူတွေကိုတွေ့ရလို့ပါ။စစ်ဆေးချက်တွေကတော့ဒီအမျိုးသမီးအယိုးစုတွေမှာဓာတ်တံရည်၊မြားတံရည်ကိုတွေ့ရပြီးတော့သူတို့ကင်ဆောင်ထားတဲ့လက်နက်တွေကိုပါမြုပ်နှံထားပါတယ်။နံပါတ်၄ကရာကန်ကရာကန်ဆိုတာကတော့တခါတုန်းကသမောသားတွေဖိဖိန်တောင်ကြောက်ခဲ့ရတဲ့ဒနာကြီးလာရှိဘွေကြီးတစ်ကောင်ဖြစ်ပါတယ်။ ကရာတာကတော့ Jasper's ရုပ်ရှင်နဲ့တခြားသော animation ကားတွေမှာတွေ့ဘူးကြမယ်လို့ထင်ပါတယ်။ဒီအကောင်ကြီးရှိလားမရှိလားတော့မသိပါပဲ။တခြားတော့ကတော့အဲ့ဒီလောက်ကိုကြီးတဲ့ကင်းမုံကြီးတစ်ကောင်ကိုရှာတွေ့ခဲ့ပါတယ်။စောကွာတစ်ခုတစ်ခုကပဲလူတယောက်စာလောက်ကြီးပြီးတော့တစ်ခုချင်းစီတိုင်းမှာလည်းအဆွဲ၃ချောင်းစီပါနေသေးတာဖြစ်ပါတယ်။တကြုံမြွေတောင်ဘက်ချမ်းဖြစ်တဲ့1000ကီလိုမီတာလောက်မှာဖမ်းမိခဲ့ပြီးတော့ Kraken နဲ့ပြန်ပေါ်လာပြီလို့တော့နာမည်ကြီးသွားခဲ့သေးပါတယ်။ဒါပေမဲ့ဒဏ္ဍာရီတွေက Kraken ဆိုတာရေပွဲကြီးဖြစ်ပါတယ်။ကင်းမုံမဟုတ်ပါဘူး။ဒီမှာက Emoji ။ emoji မဟုတ်တဲ့ emoji ကတော့ကိုရီးယားဒဏ္ဍာရီတွေကအေယာမမွေကြီးကိုပြောတာဖြစ်ပါတယ်။တခါတော့က emoji လောက်နည်းနည်းကြီးတဲ့မွေကြီးတစ်ကောင်ကိုတာအမေရိကတိုင်မှာရှာတွေ့ခဲ့ပါတယ်။အရှေ့အပြင်56ပေကျော်အထိတောင်ရှိပြီးတော့အလေးချိန်တန်းမဲကျော်အထိတောင်ရှိပါတယ်။မသိရင်ရုပ်ရှင်တွေကမွေကြီးလိုတောင်ထင်ရပြီးတော့လူတစ်ယောက်ကိုအသာလေးမွားမြူနိုင်တဲ့အထိကိုကြီးပါတယ်။စပယ်အုံးမွေမျိုးစိတ်ဖြစ်ပြီးတော့ကဘာပမာတွေ့ရှိသမျှမွေတွေအားလုံးထဲမှာလည်းအကြီးဆုံးမွေလို့ပြောလို့ရပါတယ်။အဲဒါမျိုးတော့ကေရင်မရဲ့လက်ထဲရောက်သွားရင်တော့ချက်တာစားလိုက်ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။ Nice. ဆောင်းလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။